တဘောင်းလာပြည်မြတ်ဗုဒ္ဓပြည်တော်ဝင်ကာတော်နေတဘောင်းလာပြည်နေကိုဗုဒ္ဓပြည်တော်ဝင်ကာတော်နေအထိမ်းအပြည်ကျင်းပရခြင်းမှာထိုနေ့တွင်ကာလူဒာယမထေကကပိလဝေနေပြည်တော်သို့ကြွားရောက်တော်မူပါယံရှောက်ထားတီကိုအကြောင်းပြု၍ကျင်းပရခြင်းဖြစ်ပါတယ်ထိုချိန်ကမြတ်စွာဘုရားသည် ရာဇသူပြည်ဝေလူဝင်ကျောင်းတော်၌တရင်တုံနေတိုင်းကအင်္ဂတိုင်းသားနဲ့မကရတိုင်းသားမျိုးကိုတရားရည်တိုက်ကျွေးလျက်ရှိပါသည်ထိုတရင်ကို ခမဲတော်တုတ်တော်ရဏမင်းကြီးကကြားသိရာခေါင်းဆောင် အမတ်ဆယ်ဦးတို့ကိုနောက်ပါချွေရန်တထောင်စီဖြင့်ဆဲချင်းစီခွေရည်မြက်စွာပြားကိုပင်ရန်ရာဇသူတို့ဆင်လွတ်လိုက်ပါတယ်နောက်ဆုံးအတုတ်ကိုကာလူဒာရမကြီးကဦးဆောင်ယူသွားရပါတယ် မြတ်စွာဘုရားနှင့်တူ၍တရားနာတော့အခါကပိလဝေပြည်သူမပြန်ကြတော့ဘဲဘုရားပင်သွားသူအလုံးတယောက်မကြံသာသနာပေါင်းတို့ဝင်ရောက်ပြီးဘိယုပိတ်ခုယဟန်၏ကြီးဖြစ်ကုန်ကြပါတော့လေယဟန်သာဖြစ်ပြီးနောက်ကာလူဒာယီမရေကတပေါင်းလိုက်တာယာပုံကိုဂါရာပေါင်း64ဂါရာပြီးကုန်၏ခမဲတော်၏ကျေးဇူးကိုတည်တော်အပြင်ဘွာယာစာတီကပိလဝေနေပြည်တော်သို့ကြွချင်တိုင်းဖြစ်ကြောင်း လျှောက်ထားနေပါတယ်။ကာလူဒာယီမထေရီလျှောက်ထားချက်အရမြတ်စွာဘုရားသည်ရဟန္တာပေါင်း2000ချန်ရန်ရဲ့မဟာတက္ကရတရား3ခုနဲ့တပေါင်းလားပြေကျော်တရနေ့တည်ရာဇကျုံမျိုးမှာ ယူဇနာ60ဝေးခွာသောကပိလဝေနေပြည်တော်သို့တနေ့လေဒေယူဇနာခီးဖြင့်ရပ်ပေါင်း60နှစ်လနီးပါးကြာကြာဒေတာစာရီကြွားတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားကပိလဘေနေပြည်တော်သို့ကြွားရောက်တော်မူခြင်းဖြင့်သာသနာတော်သမိုင်းတွင်ဖြစ်ပေါ်လာသောကျိုးဆက်များမှာဒီတော့ရအောင်ကြောင်းတိုက်ကြီးပေါ်ပေါက်လာခြင်းတာဂေဝင်မင်းမျိုးတို့၏လက်ရွယ်ကိုနှုတ်ပယ်တော်အားဖြင့်ပောက်ခရဝတ္တမှုကိုရွာသွန်းစေခြင်းကာရတထောင်းမြေတစားဆင်းရဲသောဝိသန္ဒရာဆက်တော်ကြီးကိုဟောကြားခြင်းမဟာဓမ္မပါဠိဆက်တော်ကြီးကိုနာကြားရ၏ အမေတော်ကြီးအနာဂတ်တည်ပြီးနောင်တော့အခါအရတ်တပူတည်ခြင်းမိရွေးတော်ကောရမီတော်ရပန်တည်ခြင်းနောင်တော့အခါဘိက္ခုနီသာသနာထူထောင်ခွင့်ကြောင့်ခြင်းရတော်ရာကိုအကြောင်းပြု၍ဆန္ဒဂိန္ဒီဇတ်တော်ကြီးကိုဟောကြားခြင်းဇဏပရကလျာဏီခြင်းရတော်နန္ဒမင်းသားယဟန်ဖြစ်ခြင်းတာရောယဟူလာမွေတောင်း၏သာသနိတာမဏိဘဝသို့ရောက်ရှိခြင်း ဒါကီဝင်းမင်းမြို့မှာမင်းသားတထောင်ရဟန်းပေါင်းတို့ရောက်ရှိခြင်းကာလူဒါယီမထေရီရှင်မျိုးတို့အားမြတ်စွာဘုရားကိုကြည်ညိုစေရန်ဆန်းဆောင်ရနိုင် အမျက်ဆုံးဘွယ်ကုလပတ္တရာဣတရက်ဘွယ်ကိုချီးမြှောက်မှုခြင်းစင်တာရိပုဒ္ဒရာလျှောက်ထား၍ဘုရင့်ဒေသနာကိုဟောကြားတော်မူခြင်းစသောအကျိုးဆက်များပဲဖြစ်ပါလေမာ ကတိတာစီ အခါတော်ညီများစာအုံးမှာ